ီနေ့တော့မိတ်ဆွေတို့ကိုစိတ်ခွန်အားပေး၄ခုကို မျှဝေပေးပါမယ်။စွန့်လွှတ်ခြင်းနဲ့ခွန့်လွှတ်ခြင်းကို ပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ။တကယ်တော့မတိုးတက်တာဟာမစွန့်လွှတ်ရေးသေးလို့ပါ။မဖြစ်နိုင်တဲ့မျိုးလင်းချက်လေးကို ဖတ်တွေ့ပြီးအချို့တွေကတည်တဲ့အထိဘဝကိုအဆုံးသတ်သွားတတ်ကြပါတယ်။ဘရောမှကိုယ်စီပြန်မလာတော့မယ့်သူကိုမျှော်လင့်ရင်ဂျင်ဘက်တွေကအပြီးပိုင်မစွန့်လွှတ်ကြပါဘူး။အကျိုးဆက်ကဘဝမှာဆုံးဖြတ်ချက်တွေမှတ်တက်ကြပါတယ်။ ထိုဆုံးဖြတ်ချက်အမားတွေကြောင့်ပဲဘဝကလည်းမတိုးတက်ပေဖြစ်တတ်ပါတယ်။စွန့်လွှတ်တက်အောင်ကြိုးစားပါ။ကိုနဲ့မသက်ဆိုင်နိုင်တဲ့ပစ္စည်းတစ်ခုသို့မဟုတ်လူတစ်ယောက်ရှိခဲ့ရင်အမှန်တရားကိုလက်ခံပါ။ဘဝတွေကထုတ်ပြစ်လိုက်ပါ။သင်အမှန်တကယ်ငြင်းချမ်းခြင်းကိုရရှိပြီးသင်ဘဝလေးပိုမိုတိုးတက်လာပါလိမ့်မယ်။ခွင့်လွှတ်တက်အောင်လေးကြိုးစားပါ။တဲ့ရဲ့စိတ်ကိုဒုက္ခအပေးဆုံးအရာကအညိုးအတေးပါပဲတကယ်တော့နာကျင်နေဆိုတာအညိုးထားလို့ပါ အညိုအတေးတွေက လူကိုပူလောင်စေပါတယ်ခွင့်လွှတ်တတ်အောင်ကြိုးစားပါအရန်လွေကိုတဲ့ကိစ္စမဟုတ်မှန်းတော့သိပါတယ်ဒါပေမဲ့လောကကြီးမှာအကောင်းဆုံးအရာတွေကအမြဲတမ်းခက်ခဲတတ်ပါတယ်ဒီတော့ခွင့်လွှတ်ဖို့ကိုကြိုးစားပါသင်စိတ်ဆင်းရဲဖို့အဲ့ဒီအရာက ထိတ်တန့်ရဲ့လားပြန်စဉ်းစားပါသင်ခွင့်မလွှတ်နိုင်ရင်သင်တဘောအလုံးကိုအဲ့ဒီအညိုအတေးတွေကရှုံအောင်ထားပါလိမ့်မယ်တဲ့ဆုံးဖြတ်ချက်တွေကိုမှားယွင်းအောင်အဲ့ဒီအညိုးတေးတွေက အမေးအနှောက်ချက်ပေးပါလိမ့်မယ် သင်ဘဝတစ်ခုလုံးမသေးဘဲနဲ့ငရေရောက်နေသလိုပူလောင်နေပါလိမ့်မယ်တကယ်တော့အဲ့ဒီလိုမပူလောင်အောင်သင်တားဆီးနိုင်ပါတယ်အဲ့ဒါကတော့ခွင့်လွှတ်ခြင်းပါပဲတခါတလေလူတယောက်ရဲ့စကားတခွန်းကြောင့်သင်တနေကုန်စိတ်မကြည်လင်တာမျိုးမြင်ဘူးလားအဓိကအကြောင်းရင်းက तू ပြောလိုက်တဲ့စကားမဟုတ်ပါဘူးအဓိကကအဲ့ဒီစကားကိုထက်ခါထက်ခါတွေးပြီးဒေါသထွက်နေတဲ့သင်ရဲ့စိတ်ပါအခုအချိန်ကစပြီးခွင့်လွှတ်နိုင်အောင်ကြိုးစားပါသင်အရင်ကထက်ပိုပြီးစိတ်ချမ်းသာလာပါလိမ့်မယ် မနှက်ဖြန်တွေအတိတ်ပင်ရှိပါစေခန္ဓာကိုယ်ပြင်မမှရတဲ့ဒဏ်ရာထက်ရင်ဘက်ကိုထိသွားတဲ့ဒဏ်ရာတွေကပိုကုသရခက်ပါတယ်ဒါပေမဲ့ဘေးဒဏ်ရာပဲဖြစ်ဖြစ်သေသေးချာချာဂယုစိုက်ရင်တော့အလင်းမပြောင်းရင်တော့အမာရွက်ကလေးကြံခဲလောက်တဲ့အထီတော့ကုသလို့ရပါတယ်ဒါပေမဲ့အမြန်ဆုံးမကုဘဲနဲ့ခန်းစားနေရင်တော့အချိန်ကြာလာတာနဲ့အမျှအယိုးအစားကြီးမတတ်ပါတယ်တခါတလေဒဏ်ရာတစ်ခုကြောင့်လက်ဖြဲရချစ်တော့ဖြဲရတာရှိတတ်ပါတယ် ။ဘာလို့လဲဆိုတော့ပိုအရေးကြီးတဲ့အသက်ကိုဦးစားပေးရလို့ပါပဲ။ရင်ဘတ်တွေကဒဏ်ရာပုတ်သွားရင်လက်တွေရှေထောက်တွေတော့မပေးဆက်ရပါဘူး။အဲ့ဒီထက်တံပိုးကြီးမားတဲ့ဘဝတစ်ခုပေးဆက်လက်ရပါတယ်။အပုတ်တော့မခံပါနဲ့။တင့်အသက်ကတင့်ရှိသူတယောက်တည်းအတွက်အရေးပါတာမဟုတ်ပါဘူး။တင့်ကိုရှိတဲ့မိသားစုတင့်ကိုခင်တွေ့တဲ့တငယ်ချင်းတင်းကိုရှစ်တဲ့တင်းရဲ့ခွေလေးသို့မဟုတ်တင်းတစ်ခုခုပြန်လုပ်ပေးတဲ့တင်းရဲ့နိုင်ငံစသဖြင့်အများကြီးရှိနေပါသေးတယ် နင်းနေတော့နာမယ်ဒါပေမဲ့ပြန်ကောင်းလာဖို့မရှိတာသေးကြရင်စိုးစိုးဖြစ်လိုက်ပါတင်းအသက်ရှင်ဖို့မနှက်ပြန်တွေပြန်လေပြီးနှုတ်ထလာပါလိမ့်မယ်တင်းရဲ့မနှက်ပြန်တွေပြန်လေပြီးအတိတ်ပင်ရှိလာပါလိမ့်မယ်မနှက်ပြန်တွေသူမယူသွားပါဘူးသူ့အတွက်မလိုအပ်တဲ့မနှက်ပြန်တွေတင်းယူမိတ်စွာလက်ဆောင်ထိပေးလိုက်တာပါတင်းကိုလိုအပ်တဲ့သူတွေအတွက်အဲ့ဒီမနှက်ပြန်တွေပြန်ယူပြီးရှင်သန်လိုက်ပါဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ပါတင်းရဲ့မနှက်ပြန်တွေကို ပြန်လေပြီးအသက်ပြန်သွင်းပါတင်းရဲ့မိသားစု တင်းရဲ့တငယ်ချင်းတင်းရဲ့နိုင်ငံတင်းရဲ့လူမျိုးစားတာတွေအတွက်စ조사ရင်အောင်မြင်အောင်ပြန်လည်ပြီး조사ပါလောကကြီးမှာအတိတ်ပဲရှိတဲ့လူတယောက်ဖြစ်ပါစေရီမန်းချက်ပြောင်းနေသူများအတွက်မြန်မာပြည်ကလူငယ်တွေကိုမင်းရဲ့ဘဝရီမန်းချက်ကဘာလဲလို့မေးလိုက်ရင်တော်တော်များများကစိတ်ထဲမှာရေရရမသိပါဘူးတင်းရောအဲ့ဒီလိုပဲလားအဲ့ဒီလိုပဲဆိုရင်တော့စိတ်အားမငယ်ပါနဲ့ကျွန်တော်ကိုယ်တိုင်လေးစေတန်းအောင်တဲ့အထိရီမန်းချက်မရှိခဲ့ပါဘူး ကျွန်တော်စီတန်းတက်နေတော့ငါကျွန်တော်ရီမန်းချက်ပါလေလို့မေးရင်ဖြေရအခက်ဆုံးပါပဲဘာလို့လဲဆိုတော့ကျွန်တော်ဘာဖြစ်ရှင်မန်းကျွန်တော်ကိုယ်တိုင်မသိခဲ့လို့ပါဒါပေမဲ့စီတန်းကိုအောင်းကိုအောင်းရမေးဆိုတဲ့ယုံကြည်ချက်ကတော့ခိုင်ခိုင်မာမာရှိနေခဲ့ပါတယ်ကျွန်တော်တို့နိုင်ငံမှာကိုယ်စိတ်ဝင်စားတဲ့အရာဝါသနာပါတဲ့အရာတွေကိုငငယ်ကလေးကမိဘရဲ့ချက်တေးတဲ့အခြေအနေကြောင့်သို့မဟုတ်အဝန်းကျင်ရဲ့မင်းအောင်မြင်မှာမဟုတ်ပါဘူးဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့စကားတွေကြောင့် စိုးရရဲ့ပညာရေးအပေါ်မထောက်ပံ့ခင်မုံတွေကြောင့်အကုန်လုံးရေဆုံမျောခဲ့ရပါတယ်။ကိုယီမန်းချက်တွေကိုအကောင့်တင်ဖို့ဖို့အားပေးမဲ့သူထောက်ပံ့မဲ့သူရှားပါခဲ့ပါတယ်။စင်းရဲတဲ့မိသားစုကကလေးကစေတမ်းမှာဘာသာစုံဂွန်ထူးထွက်လေသူတက်ကတော့ဆက်ပြီးမတက်နိုင်မှန်းသိနေတော့ဆက်မကြိုးစားချင်တော့ပါဘူး။ဒီလိုနဲ့ပဲလူငယ်တချို့ရဲ့ရီမန်းချက်ဆိုတာတွေလေရေဆုံမျောခဲ့ပါတယ်။ဒါပေမဲ့လေလူငယ်တိုင်းတော့မဟုတ်ပါဘူး။ အဲ့ဒီလိုစင်းစင်းရဲရဲအောင်မြင်လာတဲ့သူတွေလည်းရှိပါတယ်။သူများနိုင်ငံကလူငယ်တွေကိုမေးရင်တော့ငငယ်ကလေးကရီမန်းချက်ရှိကြတာများပါတယ်။ဥပမာအမေရိကန်ကကလေးတွေဆိုရင်ငငယ်လေးကလေးက state judo ဖြစ်ရှင်တဲ့သူရှိတယ်။ Mac Zuckerberg လို့ဖြစ်ရှင်တဲ့သူရှိတယ်။ Michael Jackson တို့လို့ပို့အကျော်မော်တယောက်ဖြစ်ရှင်ခဲ့တဲ့ကလေးတွေရှိတယ်။သူတို့ကသူတို့မျက်စိရှိမှတယ်။သူတို့အားကြရတဲ့နိုင်ငံကောင်းဆောင်တွေသိပ္ပံပညာရှင်တွေအမှုပညာရှင်တွေ အများကြီးရှိတဲ့အပြင်ငငယ်ကလေးကကိုယ်ဝါသနာပါတာကိုလုပ်ဖို့မိဘတွေကလည်းအများအားဖြင့်အားပေးကြပါတယ်ဒီလိုပြို့လို့ကျွန်တော်ကမြန်မာပြည်ကမိဘတွေကိုပြစ်တင်တာမဟုတ်ပါဘူးသူတို့လေအချင်းနဲ့ရဲရဲကြောင့်သူတို့ဘာသာရက်တည်နိုင်အောင်မနေစူးစားပြီးတာသမိကိုကျွေးမွေးဆောက်ရှောက်ခဲ့ရတာပါဒီလိုအချင်းနဲ့ချီးခဲ့တဲ့မြန်မာပြည်ကကလေးတွေမှာရီမန်းချက်မေမေရရမရှိတာသိစမ်းလာတာမဟုတ်ပါဘူးတိုင်းပြည်အချင်းနဲ့ မိဘအချင်းတွေကိုစင်ကျင်ပေးပြီးဘာမှမလုပ်ရင်တော့လူပိုလူပြင်းဖြစ်လာပါလိမ့်မယ်။လိုလျင်ကြံစနီးလန်းရတဲ့ဒီမန်းရှက်မေမေရရမရှိသေးတဲ့သူတွေအတွက်ကျွန်တော်ကျင့်သုံးခဲ့တဲ့နီးလန်းလေးလက်ဆောင်ပေးခြင်းပါတယ်။ဒီမန်းချဲဆိုတာအကျန်းအပြည့်နှမျိုးရှိပါတယ်။ရေရှိဒီမန်းချဲနဲ့ရေတိုဒီမန်းချက်ပါ။ရေရှိဒီမန်းချက်ကတော့ဆရာဝန်ဖြစ်ရှင်တာအင်ဂျင်နီယာဖြစ်ရှင်တာမျိုးပါ။ရေတိုဒီမန်းချက်ကတော့အခုလက်တလို့ပြတ်မှတ်ထားတဲ့ဘန်းတိုင်ပေါ့။ဒီတော့ ရေရှည်ရီမှန်းချက်မရှိလဲစိတ်မပူပါနဲ့နိုင်ငံရဲ့အနေထားပတ်ဝန်းကျင်အနေထားတွေကြောင့်ဖြစ်နေရတာပါပြုပြင်လို့မရတဲ့အရာတွေကိုစိတ်ညစ်မနေနဲ့တော့ပြုပြင်လို့ရတဲ့အရာတွေကိုအာယုံစိတ်ပြီးအောင်မြင်အောင်လုပ်ကြရအောင်အဲ့ဒီရေရှည်ရီမှန်းချက်ကြီးတင်မအခုမရှိလဲသိအောင်မြင်နိုင်ပါတယ်ကြာရှုံးတဲ့သူတွေကအဖြစ်ပြက်တွေဖြစ်ထွန်းလာတာကိုစောင့်မျှော်ကြတယ်အောင်မြင်တဲ့သူတွေကအဖြစ်ပြက်တွေဖြစ်ထွန်းအောင်လှုပ်ဆောင်ကြတယ်။ရေတိုရီမန်းချက်ပဲထားပါ ဥပမာကျွန်တော်ရဲ့ညီမချက်ကဘာလဲလို့ခုမေးရင်လက်ရှိရေးနေတဲ့ဒီစာလေးကိုအကောင်းဆုံးဖြစ်အောင်အောင်အောင်မြင်မြင်ပြီးဆွအောင်ရေးဖို့ပါပဲဘေးအလုတ်ပေလုံလုံညီမချက်ထားပါဥပမာသင်ဒီစာကိုဖတ်နေတယ်ဆိုပါစို့ဒီစာကိုအာယုံစူးစိတ်စွာနဲ့ဖတ်မယ်လို့ညီမချက်ထားလိုက်ပါရေတိုညီမချက်ဆိုတာပစ္စုပန်တိုင်းကအရာရာကိုအကောင်းဆုံးလုပ်ဖြစ်အောင်လုပ်ဖို့ပါတဲ့ရဲ့ရေချီညီမချက်ကိုအခုမသိသေးလေစိတ်လုံးဝမပူပါနဲ့ဘာလို့လဲဆိုတော့တင်းအရာရာတိုင်းကိုအကောင်းဆုံးတွေလုပ်နေတဲ့အတွက် တပြေးပြေးနဲ့ဘာလို့လို့အောင်မြင်လာပါလိမ့်မယ်။အဲ့ဒီအခါကျရင်တင့်အရေးချီမန်းချက်ကလည်းတပြေးပြေးရုပ်လုံးပေါ်လာပါလိမ့်မယ်။တင်ခုဘာလို့နေလဲအကောင်းဆုံးလုပ်လိုက်ပါ။အင်္ဂလိပ်စာသင်တန်းတက်နေတာလား။အဲ့ဒီသင်တန်းပြီးရင်တင်အင်္ဂလိပ်စာကျွမ်းကျင်ရမယ်ဆိုပြီးစကြိုးစားလိုက်ပါတော့။မနေ့ပြင်အင်တာဗျူးဖြေဖို့ရှိလား။အဲ့ဒီအင်တာဗျူးကိုအောင်ကုန်အောင်ရမယ်ဆိုပြီးရည်မှန်းချက်ထားလိုက်ပါ။အခုစာရပုတ်ကျက်နေလားအဲ့ဒီစာရပုတ်ကိုရကိုရရမယ်လို့ရည်မှန်းချက်ထားလိုက်ပါ။ ြီးရင်အောင်မြင်အောင်ကြိုးစားပါဒီမှန်းချက်လေးတွေအောင်မြင်လာတိုင်းတင့်ကိုတင်ရှိကျဖို့မမေ့ပါနဲ့တင်ကတော်လို့သာအီရှင်းရှိလို့သာအဲ့ဒီလိုဒီမှန်းချက်လေးတွေကိုအောင်မြင်အောင် လုပ်နိုင်တာပါအောင်မြင်လာတာလေးတွေများလာရင်တင့်ကိုတင်ယုံကြည်မှုကမထင်မှတ်ထားလောက်အောင်မြင့်တက်လာပါလိမ့်မယ်တင်ပါပဲလှုပ်လှုပ်အောင်မြင်လိမ့်မယ်လို့ယုံကြည်လာပါလိမ့်မယ်ရေတူဒီမှန်းချက်လေးတွေနဲ့ရေရှိဒီမှန်းချက်တစ်ခုတိဆောက်ကြပါစို့တင်လက်မမြောက်သေးရဲ့တင်မချုံးသေးပါဘူးဘလို့အသက်အရွယ်ပဲတင်ဖြစ်နေပါစေ။ တင့်အိမ်မက်တွေကိုဘရိုးမှမစွန့်လှက်လိုက်ပါနဲ့ခုရှိကစပီးလုံနေသမျှအရာတွေကိုအကောင်းဆုံးလုပ်လိုက်ပါချမ်းသာခြင်းအစ်စ်မှန်တခါတော့ငါအရန်ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့ကောင်းလေးတယောက်ကိုသူ့ရဲ့အဖေက စင်းသားတွေရဲ့ဘဝတွေကိုပြတ်ရှင်တဲ့ရည်ရွယ်ချက်နဲ့သားလေးကိုမြို့စုံဖက်ကလေခွင်းတွေစီ ခုတ်သွားပါတယ်ဒီလိုနဲ့သူတို့သားဖလေသမားမိသားစု တစုရဲ့အိမ်ကိုရောက်သွားကြပါတယ်အဲ့ဒီမှာရန်အနေငယ်နေခဲ့ကြပါတယ် ကျန်နေငယ်နေပြီအင်ကုန်အပြံမှာအဖေဖြစ်သူကတားကိုဒီခီးစဉ်ကိုကြည့်ရလားလို့မေးပါတယ်တားဖြစ်သူကအရန်ကိုတန်ဖို့ရှိတဲ့ခီးပါအဖေလို့ပြန်ဖြေပါတယ်အဖေဖြစ်သူကတားအခုတော့ဆင်းရဲတဲ့သူတွေဘလို့နေလေဆိုတာသိသွားပြီမဟုတ်လားလို့တားဖြစ်သူကိုမေးပါတယ်ကောင်းလေးကလည်းဟုတ်ကဲ့သိပါပြီအဖေလို့ပြန်ဖြေပါတယ်အဲ့ဒီအချိန်မှာအဖေဖြစ်သူကတားဖြစ်သူကိုဘာတွေသိခဲ့ရလဲဆိုတာအကျေရှိပြောခိုင်းပါတယ်ကောင်းလေးပြန်ဖြေတာကတော့ ာတို့မှာခွေးတကောင်ပဲပိုင်ပေမဲ့သူတို့မှာခွေးတွေအများကြီးရှိတယ်။ဒါတို့ပန်းချံထဲမှာရေကန်လင်းတစ်ခုရှိတယ်။သူတို့မှာတော့အရန်ကျဲတဲ့မြစ်ကြီးတစ်ခုရှိတယ်။ဒါတို့မှာဈေးကြီးတဲ့မင်းရင်တွေရှိတယ်။သူတို့မှာတော့ညဘက်အရန်လှတဲ့ကျဲလေးတွေပိုင်တယ်။ဒါတို့ခြံကသူတို့လေကွင်းလောက်မကြည့်ဘူး။သားတို့ကအစားအသောက်တွေဝယ်စားတယ်သူတို့ကတော့စားစရာတွေစိတ်ပျိုးကြတယ်သားတို့ကခြံစည်းရိုးအကြီးကြီးနဲ့အင်ကိုကာယံထားတဲ့အချိန်မှာသူတို့ကတော့ကာယံဖို့မလိုဘူး တို့ရဲ့အင်းနီနာချင်းတွေကစောင့်ရှောက်ပေးကြတယ်။ဒါတို့ဆင်းရဲတာကိုသာသိပါပြီတဲ့။အဖေဖြစ်သူကကြောင်သွားပါတယ်ပြောစရာစကားလေးမရှိခဲ့ပါဘူး။ဒီပုံမြင်လေးကဆင်းရဲတာကချမ်းသာတာထက်ပိုကောင်းတယ်လို့ပြောချင်တာတော့မဟုတ်ပါဘူး။တကယ်တော့လောကကြီးမှာပိတ်ဆံချမ်းသာရဲ့နဲ့စိတ်မချမ်းသာရတဲ့လူတွေအများကြီးပါပဲ။ကျွန်တော်ဘဝမှာတကယ့်ကိုလက်တွေ့ကြုံခဲ့ဖူးပါတယ်။အရန်ချမ်းသာတဲ့မိသားစုနှစ်ခုသုံးခုလောက်ကျွန်တော်နဲ့ခင်မင်ဖူးပါတယ်။သူတို့မိသားစုတွေကြားမှာလေစိတ်ဆင်းရဲမှု စင်မြင်မှုတွေကိုဇီနဲ့ပါပိတ်ဆံရှိတဲ့သူတွေဟာပိတ်ဆံမရှိတဲ့သူတွေထက်လောဘနည်းမေလို့သင်ထင်တော့တက်တက်စင်အောင်မှားပါတယ်လောကကြီးမှာအဆုံးသက်လို့မရဆုံးကလောဘပါပဲသိန်းတစ်ထောင်ရှိတဲ့သူကသိန်းတစ်ထောင်ရှိချင်ပါတယ်သိန်းတစ်ထောင်ရတဲ့နေ့ကြရင်ရက်မယ်လို့သင်ထင်လို့လားမရက်ပါဘူးဒီလိုနဲ့ပဲဘဝရဲ့ပျော်ရွှင်ခြင်းအစစ်မှန်တွေကိုမေ့လျော့နေတတ်ကြပါတယ်တကယ်တော့ချမ်းသာခြင်းအစစ်မှန်ဟာစိတ်ချမ်းသာခြင်းပါ ိဆိုင်တွေအများကြီးပိုင်ပြီးစိတ်မချမ်းသာရင်တကယ့်အချမ်းသာခြင်းအစ်စ်မှန်မဟုတ်ပါဘူးအရှိတွေမိတ်ဆွေတွေလွတ်လပ်မှုတွေကပိုပြီးအဖို့တက်ပါတယ်တင်းကုန်မကြိုးစားဖို့ပြောနေတာမဟုတ်ပါဘူးကြိုးစားပါဒါပေမဲ့ပိဆိုင်နဲ့တင်းရဲ့အောင်မြင်မှုကိုမတိုင်းတာပါနဲ့အောင်မြင်အောင်လေးကြိုးစားပါလွတ်လပ်စွာနေထိုင်ပါအချိန်တိုင်းလေးပြုရှင်အောင်ကြိုးစားပါပတ်ဝန်းကျင်ကရာတွေကိုလေအကောင်းမြင်တတ်အောင်ကြိုးစားပါအမြဲတမ်းလောဘတွေနဲ့မလောင်ကျွန်းနေပါစေနဲ့။တင်အရင်ကထက်ပိုပြီးပြိုရှင်လာတာကိုတင်တွေ့ရပါလိမ့်မယ်။ ဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်